ားလုံးပဲမင်္ဂလာပါရှင်ခိုင်ကော့ဆော်ပါလက်ဆွဲ channel လေးရနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အမတီခိုင်ကော့လုံကခွင့်သုံးစားလို့ဆိုတဲ့ဟာတင်မင်းနေတာကဒိုင်နနာအဲချီကောက်ရောက်ဒိုင် Q shot ရောက်ပြီပေါ့နော်အခန်း၉ရောက်ပါဖြစ်ပါတယ်ဟိုက်ဆိုလို့ရှိရင်တော့အခန်း၉ကိုဆက်ပြီးတော့တင်ပြပါမယ်အခန်း၉ကဘာကြောင့်လဲဆိုလို့ရှိရင်တော့ bad to making goo ဆိုပဲအရခင်းလေးဟာနဲ့ပတ်သက်ပြီးတော့တင်ရမှာဖြစ်ပါတယ်အဲ့တော့ခိုင်ကော့လုတ်တဲ့ခါမှာဖိုးပါရီဆွဲဆွဲတာမဟုတ်ဘဲနဲ့ဒီလိုမျိုးအရခင်းလေးတဲ့အလုပ်တွေ ခြားသောအလုပ်တွေလုပ်ရတယ်ဆိုပြီးတော့အမှပြပြခဲ့မှုတွေပေါ့နော်ဗီဒီယိုတွေလည်းတင်ပြထားပါတယ်ခိုင်းကောမှာပေါ့နော်ဒီဘဘတွေကိုပြုစုဆက်ဆက်ရတာအပြင်ဘာတွေလုပ်ကလဲဆိုတဲ့ခေါင်းစဉ်လေးလည်းအမှတင်ပြထားရှိပါတယ်အဲ့ဒီတည်းမှာမှဒီအခင်းလေးတာကလည်းတခုအပါအဝင်ဖြစ်ပါတယ် ဲ့တော့အရခင်းလေးတာကဘာဖြစ်လို့အရေးကြီးလဲပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးအခန်းတစ်ခန်းအနေနဲ့ပါဝင်လဲဆိုတာသူကပြောပြပေးထားပါတယ်။ဒီယောရှာနာနာကန်နီဝါဣချီနီချီနော်ဟိုဒွန်းတိုအိုဘတ်တိုတဲ့ဆူကောဆူဟီတိုကိုင်အီမတ်ဒီအဖိုးဖွားတွေတဲ့မှာဆိုလို့ရှိရင်ねသူတို့ရဲ့ဒီတနေ့တာလုံးကိုပေါ့နော်အိယာပေါ်မှာပဲကုံဆုံးနေတဲ့သူတွေလည်းရှိပါရဲ့တဲ့ခီမိုချီနိုယိုဤခန်ကျော်ကိုစကူဒီမာရှော့ဒါကြောင့်မို့လို့သူတို့ကဒီတနေ့လုံးအိယာမှာပဲနေတဲ့အခါမှာလေသူတို့စိတ်ပေါ့နော်ဒီလိုမျိုးအဆင်ပြေအောင်လို့အဲ့လိုမျိုးပုံဝင်ခြင်းလေးကိုအမားတို့ကဖန်တီးပေးဖို့လိုအပ်ပါရဲ့တဲ့ ဟုတ်ဘိတ်တို့ making good no point တို့အဲ့တော့ဒီအေခင်းလေးတဲ့ခါမှာဘယ်အချက်တွေကိုတည်ထားရမလဲဆိုရတာပေါ့ဗီယိုရှာနိုမိုနိုဥကောကာဥကောကာစတတိုကီဝါမိုတိုနိုတိုကိုရိုနီအိုကီမတ်ပါပြောချင်တာလေဆိုတော့အဖိုးဘာတွေကိုအရင်ခင်းလဲတဲ့ခါမှာဗောနော်မသူတို့အရာပေါ်ပစ္စည်းတွေဖယ်ရမယ်အရင်ခင်းလဲတဲ့ဆိုတဲ့အခါမှာအရင်ခင်းလဲတဲ့အပြင်သူတို့အခန်းကိုတက်ရှင်လောက်ကြတယ်ဖုံဆုပ်ကြတယ်ကြားတိုက်ကြတယ်ပေါ့အဲ့လိုလုပ်တဲ့ခါမှာပစ္စည်းတွေပါလေရွှေ့တာမျိုးရှိတယ်အဲ့လိုရွှေ့ခဲ့တယ်ဆိုလို့ရှိရင်တော့ ရွှေ့ပြီးသွားပြီဆိုလို့ရှိရင်မူလနေရာကိုပြန်ပြီးတော့ထားပြရပါမယ်တဲ့ဗီယိုရှာနောမွန်နိုအိုစတေတိုတိုခီဝကနာဒါစုဟွန်နီနိကာကနီရှိမတ်တိုက်ဆက်ဆွနာမွန်နိုခါမရှိရဲမဆန်အဲ့တော့ဖိုးဘားတွေရဲ့ဒီအခန်းထဲမှာဘောနောကိုကတော့အမိုက်လို့ထင်ပြီးတော့ပြစ်ချင်တယ်ပေါ့ဒီဟာရဲ့အမားရဲ့မြန်မာပိုင်းမှာလည်းတင်ခဲ့ရမယ်လို့ထင်တယ်အဲ့လိုပြစ်ချင်တယ်ဆိုပေမဲ့လို့ပြစ်မယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဘောနောမပြတ်မကွက်ဖိုးဖောက်ကိုကိုကခခုနေလောက်ကမယ်ဒါပြစ်တော့မလားစသဖြင့်ပေါ့နော်ဘာဖြစ်လဲဆိုတော့ ိုအတွက်ကတော့အရေးမကြီးလို့ထင်ပေမဲ့သူတို့အတွက်ကအရေးကြီးရလို့ထင်တဲ့အရာဖြစ်ကောင်းဖြစ်နေနိုင်ပါ၏တဲ့ရှေ့ဆိုနေရှိပါကအရုတို့ဂျော့ကုဆိုနောက်တစ်မျိုးတော့ကိုတုတ်ခုစုတဲ့လို့ခေါ်ရဲပေါ့နော်ဒါပြီးဟီဖူနော်အီချီဘူကတာရာရဲတာရီခီစုကဒက်ခီတာရီဆူရခုတိုနော်ဂန်အင်နီနာရီမတ်ရှေ့ဆိုနော်ရှိပါကနိုင်ယောနီတဲတဲ့ရှေ့စုကိုဟီပါဟီပါရီမတ် ဘာပြောရလဲဆိုလို့ရှိရင်ဒီအရခင်းလဲတဲ့ခါမှာတဲ့အရခင်းမှာပေါ့နော်အရေးအကြောင်းတွေဖြစ်နေမှာပေါ့မညီမညာအတွန်းအခေါက်တွေဖြစ်နေမယ်ဆိုလို့ရှိရင်အယံနာပောက်ပောက်တာမျိုးတွေပြီးရင်ဒီခန္ဓာကိုယ်အရေးပြားရဲ့ပေါ့နော်ဒီတစိ့တစ်ပိုင်းမှာဒဏ်ရာတွေဖြစ်ပေါ်လာတာမျိုးတွေရဲ့အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်တဲ့ပြောချင်တာပေါ့နော်အရာကပြည့်ပြည့်မရှိဘဲနဲ့အထစ်တွေဖြစ်နေတဲ့ခါမှာအထစ်တွေပြီးရင်ဒီလိုမျိုးပေါ့နော်ဟိုအရေးအကြောင်းတွေဖြစ်နေဆိုရင်အဲ့ဒီဟာကအဖိုးဖွားတွေကတောက်လျှောက်လှဲပြီးအိတ်နေရတဲ့သူတွေမှာဒီအမတို့အိယန္တာပောက်တဲ့ ခါရေးပေါ့နော်အထူးအကြောင်းကြီးဖြစ်နေပါလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ကိုကရခဲလဲတဲ့အခါမှာအဲ့လိုမျိုးအရေးအကြောင်းတွေဒါတွေမဖြစ်နေအောင်လို့လက်နဲ့တီးချလေးဖြန့်ပေးဖို့လိုအပ်ပါရဲ့တဲ့ဘတ်တိုဝါရီယောရှာနော့တိုင်ဂျီနာပါရှော်တို့ခံကြရင်မှာပြီးရင်အဲ့ရဆိုတာကဖိုးဖားရရဲ့အရေးကြီးတဲ့နေရာလို့ကိုက တွေးထားပါမယ်တဲ့အဲ့တော့ဘောနော်အရခင်းလဲတဲ့ခါမှာပြီးပြောလဲတာမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့ဒီပစ္စည်းတွေကိုကိုကရွှေ့လိုက်တယ်ဆိုလို့ရှိရင်ပစ္စည်းကိုမူလနေရာမှာပြန်ထားရမယ် ပြီးတော့လို့ရှိရင်ကိုယ်ကပစ္စည်းတွေဘာတွေဆွတ်ပစ်ချင်တယ်ဆိုလို့ရှိရင်တော့မှဒါပစ်လို့ရပြီလားဆိုပြီးတော့သူတို့ကိုခန္ဓာနာစုခခုနင်းလောက်ကမယ်နောက်တစ်ခါကျတော့အဲ့ရောက်ဒေချာမဖြန့်မဲနဲ့ကိုယ်ကပြပြောလောက်တယ်ဆိုလို့ရှိရင်ဒါကြောက်ခုစိုးတွေတုတ်ခုစိုးပြဲတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့လက်နဲ့ဒေချာဖြန့်ပေးရမယ်နောက်တစ်ခါကျတော့အဖိုးဖားတွေတက်တီအဲ့ရဆိုတာကအရေးကြီးတဲ့နေရာဆိုပြီးတော့ကိုယ်ကကိုယ့်ရဲ့ခေါင်းထဲမှာမှတ်ထားရပါမယ်တဲ့ဟိုက်အဓိကအထားကဟာပါနော်အမေတို့ကပြောထားဆိုလို့ရှိရင်တဲ့ဘတ်တိုမိတ်ခင်ကိုနိဟိဆိုရနာမွန်တို့အရင်ခင်းလေးတဲ့ခါမှာလိုအပ်တဲ့အရာတွေတဲ့ စိတ်ခေဆွမ်းနာရှိဆိုတော့မခူရာကပါတန်ရှင်းတရတဲ့အယခင်ရဲ့ခေါင်းဆိုရင်ပြီးရှိဆုကဲကနိုင်ဖူတွန်ရမခူရာပြီးအဆိုးတဲ့မရှိရပါတော့ပြောမယ်ဆိုရင်မဆိုးထိုင်းနေတဲ့ခြောက်သွေ့နေတဲ့ဒီအိယာရဲ့ခေါင်းအုံးရဲ့လိုအပ်ပါရဲ့ပြီးတော့လို့ရှိရင်ကြတော့ရှိဝါကနိုင်ရှိဆိုခုနပြောတဲ့ဒီဟိုပေါ့တည်တည်ချာချာပြည့်ပြည့်မိမှုတိုက်ထားတဲ့အယခင်လိုအပ်ပါရဲ့ဒါပါရဲ့လိုအပ်လဲဆိုတာပါနော် はい、なるこはじゃろ。聞いて話して覚えよ。なたもライブをじめ、まじゃめ。だ、あたん訓練やまぼの。シズコケ、まじゃんでぱってれするし、えやきれやねぱってては。たおさんがスキさんのパッドのシズを交換します。たおさんは結ぶ方法でシズを交換していきます。အဲ့တော့အနောက်မှာအမတို့ကဟိုးဟိုးနှစ်ခုရှိရယ်ပေါ့နော်အဲ့ဒါအနောက်မှာပါနေတယ်အဲ့တော့တောက်ဥဆန်ကတဲ့တောက်ဥဆန်ဆိုတာဝင်းနေ ဆိုခိဆန်ရဲ့အရက်အခန်းရဲ့အရက်ခင်ကိုလဲပါမယ်တဲ့အဲ့လိုလဲတဲ့အခါမှာသူကဒီချီတဲ့နီလန်ကိုအသုံးပြုပြီးတော့လဲပါမယ်တဲ့အဲ့တော့ဒီအကြောင်းခိုင်းဝါလေးပေါ့နော်ဟုတ်တယ်ဆိုလို့ရှိရင်အမတို့ခိုင်းဝါကိုနှထောင်းကြမယ်နော်အဲဒီခိုင်းဝါနံပါတ်ကခိုင်းဝါနံပါတ်၈နော်ဟုတ်ရှိစကောကန1失礼しますこんにちはこんにちは鈴木様 今からシーツの交換をしますお願いしますゆっくり立ってください12の3大丈夫ですかゆっくり歩いてくださいはい食堂にいます終わったら呼んでくださいはいわかりましたはい、那这里是呢，看外 ဲ့တော့တောက်ဆန်ကသူ့ရဲ့ခန်းထဲဝင်လိုက်တဲ့ခါမှာရှစ်ဆရဲရှင်မဆိုပြီးတော့ခွင်တောင်းနေပါတော့ဆူကီဆာလည်းခွန်နီချီဝါတောက်ဆန်ကကြာခွန်နီချီဝါဆူကီဆာမခွတဲ့ခါရရှီဆွနောခိုးကန်အောင်ရှင်မဆူကီဆန်ရဲ့ခုကစားပြီးတော့ငါအယခင်လဲခြင်းနဲ့လဲပါမယ်တဲ့ဒါဆိုရင်ဆူကီဆန်ကဦးလေးကရှင်မကိုကြီးဆောင်ရပေးပါအောင်တဲ့အဲ့တော့သူအခန်းထဲကနေပြီးတော့အခင်းလဲတယ်ဆိုတော့ပြောမယ်ဆိုအခန်းထဲကိုထွက်ပေးရမှာပေါ့နော်အဲ့တော့ယူကူတီတာတက်ကူရာဆိုင်ဖီဖီလေးမတက်ရပြီးတော့ထားပါဤချီနီနော်ဆန်းဆိုတာကြာတိုင်းမင်းခေါ်တာပေါ့နော်အမှတင်းနှစ်3ဆိုပြီး3ဆိုတဲ့အချိန်မှာထားရတာ ဒါတိုင်မြင်ခေါ်တာပြောတာဒါကြောပုဒက်စ်ကအဆင်ပြေရဲ့လားယူကူရီအရီတကူရာဆိုင်ဖြည်းဖြည်းလေးလမ်းလျှောက်ပါတဲ့အရဆူကီဆန်နေပြီးတော့ဟိုက်ရှကူတိုနီအီမတ်တဲ့သူထမင်းစားဆောင်မှာရှိနေပါမယ်တဲ့အိုဝါတာရာယွန်တကူရာဆိုင်အရခဲလေးပြီးတော့ရှင်သူ့ကိုခေါ်ပါတဲ့ဟိုက်ဝါကာဒီမရှိတာဟုတ်ကဲ့နားလေပါပြီတဲ့ဟိုက်ခိုကိုက point 2သူကဘာလဲဆိုလို့ရှိရင်ရှီဆူနီရှီဝါကနိုင်ယောနိရှီယာခဲမှာစစ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ခုနကပြောရဲပေါ့နော်ဒီအရေးအကြောင်းနေမဖြစ်နေအောင်လို့ဒီဒီချာချာလေး အလုပ်ကိုလုပ်ပါမယ်ဆိုတဲ့ပုံစံမျိုးတော့မှတ်ထားရပါပြီ။ဟဲ့နောက်တစ်ခုကကြတော့အီရိုအီရိုနာရှိစုခိုကန်တော့ဟိုးဟိုးရှိစုခိုကန်ကိုလုပ်တဲ့အခါမှာတဲ့အမျိုးမျိုးသောနီလန်နေရှိရပါတော့။အဲ့ဒီမှာမှအဲတူအသုံးများတာနှစ်ခုရှိတယ်။တစ်ခုကကြတော့ခြီးတဲ့နီလန်ရဲ့နောက်တစ်ခုကကြတော့ဒီသုံးကောက်ချိုခောက်တဲ့နီလန်ရဲ့ပေါ့နော်။အဲ့တော့မူဆုဘူးဆိုတဲ့အယခင်းကိုအယခင်းနဲ့နဲ့သေးတဲ့ခါကြောက်လို့ရှိရင်ခြီးတဲ့နီလန်အသုံးပြုလို့ရတယ်ပေါ့နော်။ဒါဆိုအယခင်းစားကအယထက်ပိုးပိုးရှင်းရှင်းကျဲဆိုလို့ရှိရင်ခြီးတဲ့နီလန်ကိုသုံးတယ်။ ဲ့လိုမျိုးပဲနဲ့အရာကနည်းနည်းကြီးတယ်ပေါ့နော်ကြီးတဲ့နီလန်းကိုသုံးဖို့အတွက်အရာခင်းကမလုံလောက်ဘူးဆိုလို့ရှိရင်အမတို့ကဒီသုံးခေါက်ချိုးဆွဲနီလန်းကိုအသုံးပြုပါတယ်သွတ်ထားပြုထားပါပေါ့နော်ခိုနိုဟိုဒါတိုတဲ့ဟီပတ်တယ်မို့ဇူတဲမဆန်ဒီလိုမျိုးနီလန်းနဲ့သာချိန်မယ်ဆိုလို့ရှိရင်ပေါ့နော်ဥပမာဟိုပေါ့ဆွဲလို့ရှိရင်တောင်မှာပေါ့နော်အရာခင်းကဒီလိုမျိုးမထွက်လာဘူးပေါ့ကိုပြောမယ်ဆိုလို့ရှိရင်တစ်ခုခုနည်းနည်းပါးပါးရွှေ့ရအောင်နေတော့အရခင်ကပုံမပြတ်သွားပါဘူးတဲ့အဲ့လိုပြောထားအဲ့တော့နေလဲနှစ်ခုရှိတယ်ပေါ့နော်အတုံးများနေလဲအဲ့နှစ်ခုကအတုံးများပါတယ် ဟဲ့နောက်တစ်ခုကကျတော့ရှီဆုကိုကန်ရဲ့နံပါတ်2ဖြစ်ပါတယ်ဒီနံပါတ်2ကဘာလဲဆိုလို့ရှိရင်တာအိုဆန်ကရှီဆုကိုကန်ကိုရှီမရှိတာခုနကတာအိုဆန်ကတဲ့အဲအယခင်ကိုလဲပြီးသွားပါပြီမာကူရာနိုယိုကိုနီအာတာတိုကေတိုဟိုဝါစကူရဲ့နော်ဥဝေနီအိုကီမရှိတာဒီအိယာရဲ့ဘေးမှာတွေ့ခဲ့တယ်ပေါ့နော်နာယီရဲ့စာအုပ်ရေကိုတဲ့သူကဇပွဲပေါ်ကိုထားခဲ့ပါရဲ့တဲ့ဆူကီဆန်ကဟဲယာနီမိုဒိုဒီမရှိတာဆူကီဆန်ကအခန်းထဲကိုပြန်ဝင်လာရဲ့တဲ့ရှီဘာရာကုဆူတိုဆူကီဆန်က えっと、少し怒っていまして、あの、便車を見られもの、とは、かなりやねで、すぐさがあれ、ねねで、せっそうだわ、へあの、ばたの。まか、こうの、えはい。シーツ交換に、シーツ交換が終わりました。 ゆっくり来てください。もうちょっと近くまで。杖をもらいます。しっかり捕まってください。ゆっくり座ります。ありがとう。タオさん、時計がない。本もない。申し訳ありません。これですね。私が動かしました。 すみませんでした。ありがとう。はい、だそうしてなまろ会話理をぴゃぴゃぴゃね。えろ、たおさんがにびろပြောればな。しすこかんが終わりました。え、切れびとばび。ゆっくり来てください。ဖြည်းဖြည်းလေးလာပါတဲ့။မိုးချွတ်တော့ချီကားခုမှလေဆိုတာကကြတော့ဒီအဲ့ရမှာထိုင်မှုပေါ့နော်။မထိုင်ခင်မှာအဲ့ရရဲ့အနည်းထိဆိုပြီးတော့သူကပြောလိုက်တာ။ဆိုဲအောင်မော်တိုင်းမှာ ဆိုရဲကိုလက်ခံရယူပါမယ်ရှီခါဒီစကမတ်တေကူဒါဆိုင်ဒေချာလေးစောက်ကင်နာပါယခုဒီစဝါဒီမတ်အဖြည်းဖြည်းလေးထိုင်ပါမယ်ဆိုပြီးတော့သူကအဖိုးရိုရှော့ခုတော့ကနေပြီးတော့ဒီအိယာကိုအထီးပေါ့နော်ဒါခိုင်းဝါဖြစ်ပါတယ်ဆူကီဆန်ကြာအာရီကာတိုဆိုပြီးကျေးဇူးတင်ပါတယ်တဲ့ပြီးတော့သူနည်းနည်းစိတ်ဆိုးတယ်ခုနကအမတို့ကောင်းစင်မှာဖတ်ခဲ့ရပါတော့တောက်ဆန်သူခဲကနိုင်ဟုံးမောနိုင်တောက်ဆန်ကြီးတဲ့နိုင်လည်းမရှိဘူးတဲ့အစာလည်းမရှိဘူးဆိုပြီးတော့ပြောတယ်ပေါ့အဓိကကခုနကသူပြောရပါတော့ဒီ အဲ့ရခေါင်းရဲ့ဘေးမှာတွေးခဲ့တဲ့ဟာကိုသူကစပွဲပေါ်မှာထားလိုက်တယ်ဆိုရယ်စပါတယ်အဲ့တော့သူ့ရဲ့ဒီခေါင်းရဲ့ဘေးမှာမရှိလို့ပေါ့ရမတောက်ဆာမိုရှိဝါကရီမာဆန်တောင်းပန်ပါတယ်ခိုတဲ့တစနေဒီဟာနော်တဲ့ဝါတာရှိကအကောခါရှိမရှိတာငါကရွှေ့လိုက်မိပါရဲ့တဲ့ဆိုဝီမာဆန်ဒေးရှိတာတောင်းပန်ပါရဲ့တဲ့ဆိုတော့အတိကဒီနေရာမှာသူပြောချင်တာကအမတို့အရှိမတင်ခဲ့သလိုပဲပစ္စည်းတွေကိုရွှေ့ပြီးရင်မူလနေရာမှာပြန်ပြီးတော့ထားရမယ်ဆိုတဲ့ဟာကိုသူကပြောပြထားတာပေါ့နော်ခိုခိုက point တို့တဲ့ရီယောရှာနောက်မုံတို့အကောခါရှိတိုခီဝါ 動,動かした時は、えっと、元のところに置きますので、ハードをぴゃぴゃば。တို့ရဲ့ပစ္စည်းတွေကိုရှုပ်လိုက်တယ်ဆိုလို့ရှိရင်တော့မှမူလရဲ့နေရာကိုပြန်ပြီးတော့ထားရပါမယ်ဆိုတော့မှတ်ထားရပါလိမ့်။ဟုတ်ဒါဆိုလို့ရှိရင်တော့အမရနောက်နေ့ကျလို့ရှိရင်ဒီအဲတူကာကနင်းတက်ဆိုလေးကိုပြောပြပေးပါမယ်။ဒီနေ့ကတော့ဒီမှာပဲရက်လိုက်ပါမယ်နော်။မင်းသားဆက်မှတ်တယ်။